ပေါ်လို့ပေါ်နေတဲ့ရေခဲတုံးပေါ်ကအရာတခုကိုအနည်းငယ်သွားကြည့်ခဲ့ကြတဲ့ငါဖန်သမားတွေကဒီလိုမျိုးတော်ရွာနဲ့ဂျုံတွေ့ခင်ရတယ်။ဒီဗီဒီယိုလေးကငါဖန်ရွာကနေလာတဲ့လူသုံးယောက်အကြောင်းပါရှင်။သူတို့ကတော့ Mallory Hurricane, Elarasen နဲ့ Clarissa တို့ဖြစ်ပြီးတော့ Labrador Pelican ကြီးကိုသွားပြီးတခြားသူတွေမတွေ့ရသေးတဲ့အရာကိုတွေ့မြင်မှုစူးစမ်းနေကြသူတွေပါ။သူတို့ကငါဖန်ချင်းနဲ့အသက်မွေးသူတွေဖြစ်ပြီးတနေ့မှာတော့ပေါ်လုံးပေါ်နေတဲ့ရေခဲတုံးပေါ်မှာထိုင်နေတဲ့ဖြန်တကောင်ကိုတွေ့ခဲ့ကြပါဗျ။အဲ့ဒီရေခဲတုံးနဲ့နီကတ်တဲ့ နီကအောင်တိုးသွားလိုက်တဲ့အခါမှာသူတို့ထင်သလိုဖြန်တကောင်မဟုတ်ကြောင်းသိရပြီးတော့အရန်အံ့ဩထိတ်လန့်သွားခဲ့ကြပါတော့တယ်။ဒါကသူတို့ထင်သလိုဖြန်တကောင်မဟုတ်ပဲဘာသာတော်များဖြစ်နေမလဲဆိုတာဆက်ပြောပြမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင်။အဲ့ဒီနေ့မှာတော့မယ်လော်ရီကပုံဝန်းကျင်ကိုတရီတာကြည့်ရှုရတဲ့တာဝန်ကိုယူထားရတဲ့နေ့ပါ။မယ်လော်ရီကပင်လယ်ပြင်မှာအတော်ကြကြအလောက်လုပ်ဖို့တာကြောင့်ပင်လယ်ပြင်အန္တရာယ်ကိုကောင်းကောင်းသိထားပါဗျ။ဒီအန္တရာယ်ထဲမှာတော့ကြီးမားတဲ့ရေခဲတောင်ကြီးတွေလည်းပါဝင်ပါဗျ။ ပြီးတော့လက်ဘရော့ကံယုံနဲ့တဝိုင်မှာရေခဲတောင်တွေကိုမကြာခဏအမြင်တွေ့ရပါတယ်။အဲ့ဒီဒေသရဲ့ပူနေမှုတွေကြောင့်ရေခဲတောင်အရေအတွက်တွေကပိုးလို့တိုးလာနေတာကြောင့်ဒီလိုမျိုးအန္တရာယ်တွေကသတိထားနေရပါတယ်။တနည်းမှာတော့ရေခဲခဲနေတဲ့ရေခဲပြင်ကြီးတစ်ခုပေါ်မှာလုံးဝထူးခြားတဲ့အရာတစ်ခုကိုတွေ့လိုက်ကြပါတယ်။အဝေးကကြည်နေတော့ငါဖြန်လေးတကောင်းလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့အနီးကရောက်လာတဲ့ခါမှာတော့ထိုင်လန်စိတ်တွေဝင်ခဲ့ကြပါတော့တယ်။သူတို့ဖြန်လို့ထင်နေကြတဲ့ဒီအကောင်လေးကတော့ဖြန်တကောင်မဟုတ်ဘူးဆိုတာပါပဲ။ အကောင်လေးကတင်းငယ်ပြီးသူ့မိသားစုနဲ့ကွဲလာတဲ့ပုံရပါတယ်။ရေခဲပြင်ကွဲသွားတဲ့ချိန်မိသားစုတွေတကွဲတပြားဖြစ်လာတဲ့ပုံပါပဲ။သူကြောက်နေတာကတော့အမှန်ပါပဲ။ဘာလို့လဲဆိုတော့သူရက်နေတဲ့ရေခဲပြင်ကမကြခင်ပြိုကျတော့မဲ့အခြေအနေမျိုးပါရှင်။ဒီလိုအခြေအနေကနေဘယ်လိုမျိုးပြောင်းလဲမှုတွေဆက်ဖြစ်မလဲဆိုတာကိုဆက်မပြောသေးခင်မှာအခုလိုဘုသူတရားရစရာအကြောင်းအရာတွေကိုတင်ဆက်နေတဲ့ကျမတို့ Interest Knowledge Page လေးကို Like and Follow လေးလုပ်ထားပေးဖို့တော့လိုအပ်ပါလိမ့်မယ်နော်။ Valerie နဲ့သူ့အဖွဲ့ဝင်တွေကလည်းကြောက်နေကြပါပြီ။ဘာလို့လဲဆိုတော့ အဲ့ဒီအကောင်လေးကသူ့ကိုမြင်လိုက်တာနဲ့အနေပြုတ်မယ်ထင်လို့ပါအဲ့ဒီအတိတ်မြခွေးကောင်လေးကအစားစာလိုက်ရှာရင်းနဲ့ပြိမိသွားတဲ့ပုံစံမျိုးပါဒီအသားစားသတော်လေးကသူ့ကိုလည်းရံမှုနိုင်မှသိတယ်ဒါပေမဲ့သူ့ဘွဲကမြခွေးလေးကိုကဲတင်ဖို့အဆုံးဖြတ်လိုက်ကြပါတယ်သူတို့ကမြခွေးလေးအတွေ့နှွေးထွေးအောင်သစ်ဆွေးတွေနဲ့ဂရင်တစ်ခုပြင်ဆင်ပေးလိုက်ပြီးတခြားနေရာတစ်ခုကိုပို့ဆောင်ပေးဖို့စီစဉ်ခဲ့ကြပါတယ်။မြခွေးလေးကအစပိုင်းမှာတော့လူတွေကိုကြောက်နေပေမယ့်နောက်ပိုင်းတော့လှေပေါ်မှာအေးအေးဆစ်ဆစ်အိပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ သူတို့ကအမိခွေးလေးကိုသူတို့မှရှိတဲ့ဝက်ဥကျောင်းကိုပဲကျွေးလိုက်ပါတယ်။အဲ့ဒီမိခွေးလေးကတည်ခြင်းတရားကလွတ်မြောက်လာခဲ့ပြီးနောက်ဆုံးမှာတော့လူတွေကသူ့ကိုအသက်အနှစ်မပြုတ်ဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။သူတို့ကအဲ့ဒီမိခွေးလေးကိုနွေရသည်ရောက်ရင်မျက်တွေဆူဆူပြည့်ပြည့်ရှိပြီးစောင်းနှုတ်ရောက်ရင်နှင်းတွေလွမ်းချုံသွားမဲ့တောင်ငုံတစ်ခုပေါ်ကိုထားခဲ့ပါဗျ။မိခွေးလေးကလည်းသူ့အိမ်အစ်စ်ကိုနှစ်သက်တယ်လို့ထင်ရပါဗျ။ဒါပေမဲ့မိခွေးလေးရဲ့အမူလအိမ်ကိုပြတ်မဖို့နိုင်တာကတော့စိတ်မကောင်းစရာပါပဲ။ဒီနေရာမှာနေတာကမိခွေးလေးအတွက် ပုံမကောင်းမှုနဲ့ရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ်။ ရုတ်တရက်သတိထားမိလိုက်ကြကမြခွေလေးကသူတကောင်လဲတော့မဟုတ်ဘူးဆိုတာကိုပါမြခွေလေးကသူ့တငယ်ချင်းလူသားတို့ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးကျေးဇူးတင်စကားပြောသလိုနှုတ်ဆက်လိုက်ပါတယ်။ဒီနေရာကသူ့အနာဂတ်ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုအတွေ့အကောင်းဆုံးနေရာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ဒီမြခွေသတော်တွေကရာသီဥတုပြောင်းလဲမှုရဲ့ဆူကျိုးတွေကိုပို့ပြီးတော့ခန်းစားနေရအောင်ပါ။မယ်လာရီနဲ့သူ့တငယ်ချင်းတွေကလည်းဘေးရနေရာကျန်းရောက်မဲ့ရိတ်ဆန်လေးကိုကယ်တင်ဖို့အသင့်ရှိနေလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်။ ဒီဗီဒီယိုလေးကနေသိလိုက်ရတာကဖောက်ပြန်တဲ့ရာသီဥတုအကြောင်းပါရှင်။ရာသီဥတုဖောက်ပြန်ရတာကလည်းလူသားတွေရဲ့လက်ချက်ပါပဲနော်။အမိုက်တွေမိရှူတာတော်ပြုံအောင်အထစ်တထုတ်လို့တာကဘာကြီးပူနေစီမဲ့လောင်စာတွေကိုအလွန်ကျွန်းသုံးဆက်ကြတာတွေကဒီလိုမျိုးရေခဲတွေကိုအကြီးပြောစေတာပါဘသူမပြုတ်မမိမှုလို့သတိပြုမိရင်ねကဘာကြီးပူနေစီမဲ့ကိစ္စမျိုးမလုပ်ပဲရှောင်ကြပါစို့လားရှင်ခေနောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါနော်